မင်္ဂလာပါလို့ဥစွာပနာမနှုတ်ဆက်တာပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ဗားမိတ် recap story channel ကနေပြန်လဲကြိုးဆိုပါတယ်အခုတင်ဆက်ပေးမှာကတော့ပြည့်ရမန်အပအနေနဲ့ဗီဒီယိုဖိုင်လေးလည်းပါဝင်ပါသေးတယ်တင်ဆက်ပေးမယ့်ဇလန်းလေးကပြည့်ရမန်ကိုပဲအခြေခံထားတာပါအသားရီနီးရဲလာတယ်ခန္ဓာကိုယ်ကအခြေအနေပိုဆိုးလာတယ်လမ်းလျှောက်တိုင်းလဲတံပူပေါ်မှာယက်နေရတယ်လို့ခံစားရတယ်ဒါဟာမော်နှက်အောင်လမ်းနဲ့တိုက်ခိုင်ရလို့လူတယောက်ခံစားရတာတွေပါ အိမ်မှာချွန်တက်တဲ့အရာတွေမြင်တိုင်းလဲကိုကိုကိုတိခိုက်အောင်လုပ်ချင်တယ်။တဏီတခြားသူ့ရဲ့ယောဂါကပိုဆိုးလာခဲ့တယ်။သူ့ကိုတေးဖို့တူတူလေးပြောတဲ့ံကိုလည်းကြားရတယ်။ဒီလိုတွေခံစားနေရတာကိုသူတို့စေပညာတွေနဲ့ပဲကုသခဲ့ကြတယ်။နောက်ဆုံးတော့လူတွေပြောနေတာကိုစတင်ယုံကြည်လာတယ်။အောင်လန်းပညာဆိုတာတကယ်ရှိတာလား။တကယ်ပဲသူတို့ဖြစ်နေတာအောင်လန်းပညာရဲ့တစိမ့်တစ်ပိုင်းလားဆိုတာတန်တရားရှိလာခဲ့တယ်။2018ခုနှစ်ဇန်နဝါရီလမှာမာယာနဲ့တုံတို့ချစ်သူနှစ်ယောက်အတူတူဘွဲယူလိုက်ကြတယ်။ မာယာကတော့ကြောင်းပြီးတာနဲ့လက်ထက်ချင်ပြီးတွန်ကလည်းမာယာကိုလက်ထက်ခွင့်တောင်းပြီးသားပါဒါပေမဲ့သူရွာကိုပြန်ရအောင်မယ်ပိုက်ဆံလည်းအများကြီးရှာပြီးမှမာယာကိုလက်ထက်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့နေသွားကြမယ်လို့ဆိုပါတယ်တကားပြောနေရင်ဖုံးဝင်လာလို့မိသားစုတပ်ပုံရိုက်ဖို့ဒွန်ကိုနှုတ်ဆက်ပြီးထွက်သွားပါတယ်သူတို့နှစ်ယောက်တွဲပုံကိုလည်းပေးခဲ့လိုက်ပါတယ်အဲဒီနောက်မှာတော့မာယာကခရိုင်ကွဲရုံးမှာဝန်ထမ်းအဖြစ်အလုပ်ဆရပါတယ်ဒွန်ကလည်းအလုံများနေလို့တယောက်နဲ့တယောက်အဆက်အသွယ်တိတ်မလို့ဖြစ်ကြပါဘူးဒီလိုနဲ့တစ်နှစ်လောက်အကြာမှာပဲ အရန်အင်တောင်ပြူကျင်နေတဲ့မာယာကိုသူ့မိဘတွေကလည်းလက်တက်ဖို့တိုက်တွန်းနေပါတယ်။အဲဒီနောက်မှာတော့ကျောင်းစာကျက်ဝိုင်းမှာတွေ့ခဲ့တဲ့အန်တီကိုသူကလည်းသဘောကျကမိဘတွေကလည်းသဘောတူတာကြောင့်လက်ခံလိုက်ပါတယ်။မာယာကဒွန်ကို "तू မဆောင်နိုင်တော့ပဲ။သူ့ကိုလက်ထက်ဝင်တောင်းတဲ့အန်တီနဲ့လက်ထက်တော့မှာ"လို့ပြောလိုက်ပါတယ်။ဒီတော့အန်တီတယောက်အရန်ကိုခံစားသွားရပြီးအကားပြောရင်အတန်တိတ်သွားခဲ့ပါတယ်။မာယာကလည်းတောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့တောင်းပန်တာကိုဒွန်တယောက်ခွင့်လွှတ်ပေးမှလားဆိုတာကို တက်ချီလိုက်ကြရအောင်ပါသူတို့မင်္ဂလာဆောင်တဲ့နေ့မှာမိုးတွေလည်းတဲထန်စွာရွာနေပါတယ်မာယာနဲ့အန်ဒီတို့ခန်းခန်းနာနာမင်္ဂလာဆောင်ပြီးအန်ဒီရဲ့အိမ်ကိုလိုက်သွားပါတယ်အိမ်တဲကိုဝင်လာတဲ့ခြေသွေးဝင်မှာစီကက်ကက်အရာကိုအန်ဒီကနင်းမိသွားပြီးမိုးရေစိုးနေလို့ပဲထင်ပြီးအမှုမဲ့အမှတ်မဲ့ပါပဲအိမ်တဲကိုရောက်တော့ကျင်စာဦးမောင်နဲ့တယောက်နဲ့တယောက်နမ်းဖို့ပြင်တော့အိမ်တဲကကြာကွဲတံကိုကြားလိုက်ရပါတယ်သူတို့သွားကြည့်တဲ့အခါမှာသူတို့အိမ်ခန်းထဲမှာမှန်ကကွဲသွားပြီးကျွတ်သေးတကောင်ရောက်နေတာကိုမြင်လိုက်ရပါတယ် ဒီလိုနဲ့ညရောက်တော့အိတ်နေရင်အန်ဒီကရုတ်တရက်ထထိုင်ပြီးမကောင်းမှုကိုယူဆောင်လာပါဝိညာဉ်ကိုယူဆောင်မသွားဘူးလို့ညွတ်နေပါတယ်။မာယာကခေါ်တော့ "तू မဟုတ်တယ်လို့ပဲပြန်အိတ်သွားပါတယ်။နောက်တနေ့မနက်ကိုရောက်တော့အန်ဒီရဲ့ခန္ဓာကိုယ်ကရားရံလာပြီးအဖူအပိတ်နေစထွက်လာပါတယ်။ဆရာဝန်နဲ့ပြတော့ဓမ္မတည့်မှုတစ်ခုလို့လဲဆိုပါတယ်။ဒီလိုနဲ့ပိုဆိုးလာပြီးချောင်းတွေဆိုးရင်သွေးတွေပါပါလာတဲ့အထိပါပဲ။မာယာရဲ့တငယ်ချင်းကလည်းစိစစ်ကြက်တွှိရှိမှုတွေမရှိဘဲဖျားနာတာဆိုရင်အဘာဝလုံးဖြစ်ရက်တွေတွေ့ရတတ်တယ်လို့ပြောလိုက်ပါတယ်။ ဒီတော့မာယာကဆရာဝန်တွေနဲ့အရင်ကူကြည့်အောင်မယ်လို့ဆိုပါတယ်။အဲဒီနောက်မှာအန်ဒီကပိုဆိုးလာခဲ့တယ်။သူ့ခြေတောက်ကိုစားရည်စိန်နေတော့မှာဇလုံးတဲကိုအိမ်မြောင်အသေးတစ်ပိုင်းပြုတ်ကျလာပါတယ်။သူ့လက်နည်းနည်းတော့လန်သွားခဲ့ပါတယ်။ဒီလိုနဲ့မာယာကလည်းကိုဝင်ရှိနေတာကိုသိလိုက်ရပြီ။အန်ဒီကသူ့ကလေးရတော့မှမို့အရန်ကိုပျော်ရှင်ကမိဘတွေကလည်းပျော်ရွှင်နေကြပါတယ်။မာယာနဲ့သူ့မိဘတွေနဲ့ဗီဒီယိုကောခေါ်ပြီးစကားပြောနေတော့မှအန်ဒီကလမ်းထလျှောက်လာပြီးစကားပြောနေတာကိုတွေ့လိုက်လို့ ွားမွေးတဲ့အခါမှာမာယာကလာနိုးလို့စကားပြောနေတာလို့ဆိုပါတယ်။တညမှာတော့အန်ဒီကအိယာထဲမှာမရှိတော့လို့ထကြည့်တော့အခန်းတော့မှာရက်နေတာကိုမြင်လိုက်ပြီးအနားကိုသွားတဲ့အခါမှာဒါကဘာလဲလို့အမောင်တဲကိုလက်ညှိုးထိုးပြပါတယ်။ဘီးဖွင့်ကြည့်လိုက်တော့ဘာမှမရှိပါဘူး။မာယာကကိုဝင်ရှိနေတာကြောင့်အလှပွဲတစ်ခုအိမ်မှာပြုတ်လောက်ကြပါတယ်။မာယာကကောင်းမွန်နေလို့ဆိုပြီးအန်ဒီကသူ့ကူပေးပါမယ်ဆိုပြီးမိဖို့ကြောင့်လည်းကိုဝင်ကူပေးပါတယ်။သူ့မုံလာဦးကိုချစ်နေရင် လှုပ်လိုက်လေလို့စကားတံကိုကြားလိုက်ရပြီမုံလာဦးကောင်မချစ်ပဲသူ့လက်ကိုသူချစ်နေပါတော့တယ်ဒါကိုမြင်သွားတဲ့မာယာရဲ့အမေကလည်းလန့်អော်လိုက်ပြီးဝိုင်းဆွဲကြတော့မှသတိပြန်ရလာကသေယုံကိုခေါ်သွားကြပါတယ်မာယာရဲ့အတော်ကအင်ကိုရောက်လာတော့အန်ဒီကိုမြင်သွားကအောက်လန်းနဲ့ပြုတ်လုခံထားရတာကိုသူမြင်သွားပါတယ်ပြန်ကန်နီးမှမာယာကိုသူပြောစရာရှိတယ်ဖုန်းကနေပဲပြောမယ်လို့ဆိုကပြန်သွားခဲ့ပါတယ်ညရောက်တော့အတော်ဖြစ်သူကဖုန်းဆက်ပြီးနင့်ယောက်ျားကိုအောက်လန်းနဲ့ပြူစားထားတာငါတွေ့ခဲ့တယ် သူ့ကိုအထက်လန်းဆရာစီအမြန်ခေါ်သွားမှရမယ်လို့ပြောလိုက်ပါတယ်။ဒီတော့မိဘတွေကိုပြောပြတဲ့အခါမှာအဖေဖြစ်သူကအောင်လန်းအတက်တူကိုမယုံကြည်တင်ချောင်းပြောလိုက်ခါကန့်ကွက်နေခဲ့ပါတယ်။အန်တီကိုလည်းပို့ပြီးစူတောင်းဖို့မှားလိုက်ပါတယ်။ဒီလိုနဲ့သူတို့အိမ်ပြန်လမ်းမှာမာယာကဖြစ်နေတာတွေကိုပြောပြရင်စိတ်သက်သာရာရမယ်လို့ပြောတော့အန်တီကလည်း "तू ဘာဖြစ်နေလဲ तू မသိဘူး။အတန်တွေကလည်းကြားရတယ်လို့အိမ်မဆိုးတွေလည်းမှတ်နေတယ်။ဒါကိုပြန်မတွန်းလှန်နိုင်ဘူးဖြစ်နေတယ်လို့ဆိုပါတယ်။"ဒီလိုပြောနေရင်သူ့မျက်လုံးထဲမှာမာယာကကြောက်စရာမျက်နှာကြီးဖြစ်သွားလို့လန့်ပြီး ကားအစည်းတင်ဖြစ်မလို့ဖြစ်သွားပါတယ်။အန်ဒီကလည်းစိတ်ကြောက်ချားလာပြီးနာကျင်တာတွေကပိုဆိုးလာနေပါတယ်။မာယာကလည်းဗိုက်ကပူပူလာပြီးယောက်ျားဖြစ်သူကလည်းခံစားနေရတာလေပိုဆိုးလာတယ်။သူနှိပ်စက်ခံရတယ်လို့ခံစားနေရပြီးသူမခံစားနိုင်တော့ဘူးငါတည်တော့မယ်လို့ပြောပါတယ်။သူဒီမှာရှိနေတယ်လို့ဆိုတော့အင်ကို CCTV တွေတက်လိုက်ပြီးစောင့်ကြည့်စေပါတယ်။အန်ဒီကအိတ်နေရင်ညာတိုင်းလှုပ်လို့ထထပြီးသူ့ကိုယ်သူနာကျင်အောင်လှုပ်တာတွေမအိတ်ရပဲခံစားနေရတာတွေကို CCTV မှတ်တမ်းကနေမာယာတည်သွားပါတယ်။ ဒီတော့သူတို့အထက်လန်းအတက်နဲ့ကုကြည့်ဖို့တိုင်ပင်လိုက်ပြီဆရာအမတ်စီကိုသူ့အမရဲ့အကူအညီနဲ့တွားပြပါတယ်ဆရာကလည်းဒါကကျင်းစာတိုက်ထားတာဖြစ်တယ်လို့ဆိုကဖျားစာရွတ်လိုက်တာနဲ့အန်ဒီရဲ့ကိုယ်ထဲကမကောင်းဆိုးဝါးကပေါ်လာခဲ့ပြီးချင်းချောက်နေပါတော့တယ်ဆရာကမျက်လုံးကိုကြည့်လိုက်တဲ့အခါမှာလန့်ပြီဘာကိုသူ့မကူပေးနိုင်လဲဆွမ်းအားကတအားကြီးမှလွန်းတယ်ကုပေးနိုင်လောက်တဲ့သူ့ထက်မြင့်တဲ့ဆရာတယောက်ရဲ့လက်စာကိုပေးလိုက်ပါတယ်နောက်တဲ့ဆရာကလည်းသူ့ကိုရင်မှန်းပေးလိုက်တာသူ့ကိုတိုက်ဖို့မှားလိုက်ပါတယ် ဆရာပေးတဲ့ရင်မန်းကိုတိုက်တော့လေတိမ်မထိုးပဲသွေးတွေကပိုအန်လာပါတယ်။ဒီတော့သူ့ရဲ့တင်ငယ်ချင်းအကူကြီးနဲ့နောက်ထပ်ဆရာတယောက်စီကိုထပ်သွားပြန်တယ်။မရဲ့ယောက်ျားကစံကအစိမ့်မိနေတာအနတ်ရောင်လောကမှာမော်အစိမ့်ဖြစ်ပြီးသူကစီလိုပဲအသားကိုထိတာနဲ့ကူးပြီပဲအဲ့ဒါကြောင့်ဖြစ်နေတာလို့ဆိုတော့ဘသူလောက်တာလဲလို့မေးတော့မင်းတို့နှစ်ယောက်ကိုခွဲကျင်နေတယ်လူရှိတယ်လို့ဆိုပါတယ်။ဒီအစိမ့်ကအန်တီရဲ့ကိုယ်ထဲမှာရောက်နေပြီးသိမ့်ဝိညာဉ်နဲ့လှုပ်ထားတာပါ။နှစိုးရဲ့ဝိညာဉ်တို့လည်းခေါ်ကြပါလား။ ဆရာကသူကတီးပင်မဲ့ကုသမပေးနိုင်မြန်ပါဘူး။နီလန်းတော်ရှိတယ်။နတ်ဆရာစီခေါ်သွားပြီးရိုးရာပူဇော်ပွဲလုပ်ရမယ်။ဒါမှမဟုတ်အစိတ်ခတ်တဲ့လူစီပြန်သွားပြီးအစိတ်ထုတ်ပေးဖို့ပြောရမယ်။ဒီနှစ်ခုပဲရှိတယ်လို့ဆိုတော့ခဏနေတော့ဆရာကကြောက်ဖြုံသည့်တလုံးနဲ့စေးရည်တွေပေးလိုက်ကအသီးကိုတိတိလေးတွေစိတ်ပြီးစေးရည်နဲ့ဖြော်ပြီးရေချိုးပေးကုသပေးတဲ့နတ်ဆရာကိုမတွေ့ခင်အချိန်မှာနာကျင်မှုကိုရော့ပါအောင်လုပ်ပါ။ဒါကအစင်းမြအောင်လန်းပညာပဲ။ကုသဖို့ခက်ခဲတယ်လို့ဆိုပါတယ်။ မာယာကလည်းကိုဝင်ကြီးနဲ့ယောက်ျားကိုပြုစုရစိတ်ဆင်းရဲရပူပန်ရတာကြောင့်ကလေးကလည်းတိတ်အခြေအနေမကောင်းပါဘူးယောက်ျားဖြစ်သူကလည်းယောဂါပို့ဆိုးလာပါတယ်ဒီလိုနဲ့မာယာရဲ့တငယ်ချင်းရဲ့အကူအညီနဲ့နောက်ထပ်ဆရာတယောက်စီကိုသွားပါတယ်နတ်ဆရာကလည်းစံကအယွန်းနဲ့လှုပ်ထားတဲ့အစိတ်ဖြေစည်းကိုတောက်ရမယ်ဘာဟာယာကိုအခမ်းအနားလှုပ်ရမယ်လို့ဆိုပါတယ်နတ်ဆရာမကြီးကသူ့ကျမ်းမာကြီးတိတ်မကောင်းတာကြောင့်တပည့်ဖြစ်သူကမလှုပ်ပေးနိုင်ဘူးလို့ညင်းလိုက်ပါတယ် ဒါပေမဲ့မာယာကကိုဝင်ရှိနေတာကိုမြင်လိုက်ပြီးနတ်ဆရာမကြီးကအဖေမရှိဘဲမွေးလာတဲ့ကလေးကိုမြင်ကျင်လို့လားလို့ဆိုကအခန်းနာကိုလှုပ်ဖို့လက်ခံလိုက်ပါတယ်။ဒီတော့သူတို့အဖွဲသားတွေကိုခေါ်ပြီးဘာဟာယာခုအခန်းနာကိုကျင်းပကြတယ်။နတ်ဆရာကအန်ဒီရဲ့ကိုကအစိတ်တွေကိုဆုပ်ထုတ်လိုက်တော့တတိယလာပြီးအစိတ်တွေကိုလည်းအန်ထုတ်လိုက်တယ်။သူ့ကိုလည်းအခန်းနာအတွက်အမြန်ထပါလို့ပြောလိုက်တဲ့အတွက်ထပြီးကားခုံနေကြတဲ့အဖွဲသားတွေကြားမှာကြည့်နေရင်အလုံးငြိမ်ကြသွားပြီးပြီးဆုံးသွားပါတယ်။ မာယာကနတ်ဆရာကိုသူတို့ကိုအစိတ်ခတ်တဲ့လူကိုတီလာလုံးမီတော့အတိတ်မှာမင်းတို့ကြောင့်နာကျင်နေတဲ့လူတွေရှိတယ်။ဘယ်သူအတိတ်လဲလို့ဆိုတော့ဒါကတော့သေချာမပြောပြနိုင်ပဲ။သူတို့ကိုစွမ်းအားမြင့်တဲ့နတ်ဆရာကကာကွယ်ပေးထားတယ်လို့ပြောလာပါတယ်။အစိတ်ကလည်းထွက်လာပြီလို့ဆိုပါတယ်။သူတို့အန်ရရကင်းသွားပြီလားလို့မီတော့မော်နဲ့ပညာကတခါဝင်ပြီးရင်အပေါက်ချန်ခဲ့တယ်။စိတ်ဆင်းရဲမှုတွေဒေါသတွေအမုန်းတွေကနေတစ်ဆင့်ပြန်ဝင်လာနိုင်တယ်။နေတို့နှစ်ယောက်ကွဲကျင်ကွဲမကွဲရင်တယောက်ဒီမှပြီးမှလို့ပြောတော့ တနေ့ထပ်ပြီးပြန်မဝင်လာနိုင်အောင်ဂယူးဆိုင်ဆင်ကျင်ဖို့မှားလိုက်ပါတယ်။ဒီလိုနဲ့အန်ဒီကလည်းပြန်ကောင်းသွားပြီးအလုပ်တွေပုံမှန်ပြန်လုပ်လာနိုင်ပါတယ်။တခါတခါအန်ဒီရဲ့မျက်လုံးထဲမှာမာယာကိုကြောက်စရာပုံစံပဲမြင်နေရပါတယ်။တညမှာတော့အန်ဒီအိမ်ပြန်နောက်ကျနေပြီ။တကားကောက်တန်ကြလို့ဖွင့်ကြည့်တော့တယောက်မှမရှိပါဘူး။တကားကိုပြန်ပိတ်လိုက်တော့တကားကိုတက်ခေါက်ပြန်ပါတယ်။ဒီတော့မာယာကလည်းအစပြန်ပြိုးလာတာကိုသတိထားမိလိုက်ပါတယ်။အိမ်မှာလည်းမာယာကတယောက်တည်းအမြဲကြံခဲ့ပြီးခြောက်လန့်မှုတွေလည်းခံစားရတယ်လို့ အန်တီကဖောက်ပြန်နေတာကိုလည်းရိတ်စားမိလာပါတယ်။မာယာကိုလည်းတိတ်ကြွမဆိုင်တော့သလိုသက်ဆိုင်ကြီးကအေးဆက်လာခဲ့တယ်။အန်တီရဲ့မျက်လုံးထဲမှာမာယာကအုံမင်းရွတ်တနေတာကိုခဏခဏမြင်နေရပြန်တယ်။တညမှာမာယာအိတ်ခံနေမိပိတ်လိုက်တော့အမောင်ထဲမှာလူတစ်ယောက်ရပ်နေတာကိုမြင်လိုက်လို့မိပြန်ဖွင့်ကြည့်တော့ပျောက်သွားပြန်ကမိပြန်ပိတ်လိုက်တော့ပိုပိုနီးလာတယ်။မာယာကလည်းကြောက်ပြီးမိမပိတ်တော့ပဲအိတ်ဖို့တစ်ဖက်ကိုလှည့်လိုက်တော့လောင်းကောင်ကြီးကိုမြင်ရကလန့်ပြီးထပြေးတော့အန်တီကရောက်လာပြီးဖတ်ထားလိုက်ပါတယ်။ ီလိုတွေဖြစ်နေချိန်မှာမာယန်ကလည်းကိုဝင်အရင်မာကြီးဖြစ်နေတာအန်ဒီကလည်းအလုတ်ကိစ္စနဲ့ခကြီးတစ်ပတ်လောက်သွားရမယ်လို့ပြောလာပါတယ်မသွားဘူးတားပေမဲ့အလုတ်ကိုပဲမသွားလို့မရဘူးလို့ဆိုကတားမရပါဘူးညရောက်တော့အန်ဒီအိတ်နေတုန်းမှာဖုန်းကိုယူကြည့်မိသွားပြီသူခကြီးသွားမှာကအလုတ်ကိစ္စမဟုတ်ပဲသူ့ရဲ့အရင်ရီးစားဟောင်းနဲ့ခီးထွက်ဖို့ချိန်ထားတာပါဒါကိုမြင်ပြီးမာယာလည်းဝမ်းနဲ့ငိုကြွေးပါတော့တယ်နောက်တနေ့အန်ဒီခီးသွားဖို့ပြင်တော့မာယာကလည်းအင်ကိုပြန်နေဖို့ပြင်ပါတယ်။ကောင်းပါတယ်လို့ပြောနေတော့ ငါတို့ကွာရှင်းကြရအောင်လို့မာယာကပြောလိုက်ပါတယ်။အန်ဒီကလည်းတောင်းပန်ပေးမယ်မရတော့ပါဘူး။မာယာကထွက်သွားဖို့ပြင်ပါတယ်။အန်ဒီက "तू မားပါတယ်"လို့ဆိုကခြေထောက်ကိုကင်ပြီးတောင်းပန်တာတော့ထွက်သွားခဲ့ပါတော့တယ်။အိမ်ကိုရောက်တော့ဝမ်းနည်းစွာငိုကြည့်နေရင်လက်ဆရာမကြီးမှားလိုက်တာတွေကိုလည်းပြန်ကြားရောင်းနေခဲ့ပါတယ်။ဒီလိုနဲ့တပတ်လောက်အကြာမှာတော့အမေဖြစ်သူကအိမ်ကိုပြန်ဖို့ဖြောင်းပြနေတဲ့အတွက်အိမ်ကိုပြန်သွားတဲ့အခါမှာပစ္စည်းတွေလွန့်ပစ်ထားတာကိုမြင်လိုက်ပြီးသူ့ဖုန်း CCTV ကနေကြည့်လိုက်တော့အန်ဒီတယောက်လဲကျနေတာကိုမြင်လိုက်ရပါတယ်။ ဒီတော့အထဲကိုဝင်ကြည့်တော့အရင်တိုင်းယောဂါကပြန်ကန်စားနေရပြီးတွေးတွေအန်နေတာပါမာယာကုမြင်တော့သူ့ကိုခွင့်လွတ်ပါလို့ဆိုတာတောင်းပန်နေရင်တတိမေသွားပြန်ပါတယ်ဒီတော့သူတို့တွေနတ်ဆရာစီကိုအမြန်ပြန်သွားကြတယ်သွားနေရင်လမ်းမှာကားကရဲသွားပြီးအန်တီရဲ့ကိုတဲကနတ်ဆိုးကထွက်လာပြီးတောင်းချမ်းနေလို့ဘုရားစာဝိုင်းရိုးကြတော့မှငြိမ်သွားပါတယ်ဒီလိုနဲ့နတ်ဆရာအင်ကိုရောက်တော့သူ့ကိုကူပေးခဲ့တဲ့နတ်ဆရာမကြီးကလည်းစုံပါသွားခဲ့ပါပြီသူ့ရဲ့တပည့်ပဲရှိနေကနှစ်ယောက်ကြားအချင်းကြီးကအရင်လာတော့ကနေမတူဘူးအချင်းကြီးအရန်ဆိုးနေပြီ ူ့ရဲ့ဆရာမရှိရင်မလုပ်နိုင်ဘူးလို့ဆိုပါတယ်။တပတ်ဆိုရင်တပတ်တလားဆိုရင်တလားအတွင်တည်တော့မှလို့ဆိုကခန္ဓာကိုယ်မှာအမှတ်အသားတွေကိုပြုလုပ်ပေးလိုက်ပြီးသူကနေထွက်ချိန်အထိပဲအချိန်ရတော့မှဖြစ်ကဒါကိုထိန်းထားရုံအမှတ်အသားလုပ်ပေးလိုက်တာပါ။နတ်ဆရာမရဲ့တပတ်ကိုအကူအညီတောင်းတော့သူ့ဆရာမခဲ့တဲ့စံကာအရွက်ရှိတဲ့နေရာကိုသွားကြကသူတို့အမျိုးရဲ့အိမ်နောက်ဘွေးမှာရှိတာပါ။သူ့နာမည်ကဣဒရစ်ဖြစ်ပြီးသူလည်းနတ်ဆရာတယောက်ပါပဲသူ့ရဲ့သမီးကိုဆုံးရှုံးလိုက်ရပြီးနောက်ပိုင်းသူမလုံးတော့တာပဲဖြစ်ပါတ ဒါပေမဲ့သူတယောက်တည်းကပဲစံကာအစိတ်ဖြေဆေးကိုဖော်ပေးနိုင်တာပါဒီတော့သူတို့ဆရာရဲ့အိမ်ကိုရောက်သွားကြပါတယ်အိမ်ကိုရောက်တာနဲ့အန်ဒီကဆရာကိုမြင်တော့ကြောက်စရာအတန်နဲ့ရင်လိုက်ပြီးအတင်းယုံပြီးထွက်ပြေးဖို့ပြင်တယ်ဒီတော့အားလုံးကဝိုင်းချုပ်ထားလိုက်ပြီးအိမ်တဲကိုခေါ်သွားကချိန်မရှိတော့တာကြောင့်ဆရာကူပေးနိုင်လားလို့မေးတော့ငါဒါရီမလုံတော့တာကြာပြီလို့ဆိုပါတယ်ငါဆရာမကလည်းရှင်မလုံရင်ကျမလုံမယ်ကျမကူကူပေးပါလို့ပြောတော့ညင်းနေပါတယ်ဒီချိန်မှာပဲမာယာကလည်းပူကတ်ခံနေရပါပြီ မက်ဆီယာမကဣဒရုကိုရှင်ချစ်တဲ့လူတွေကိုဆုံးရှုံးရတယ်လေသူတို့ကိုလည်းရှင်းလို့ခံစားရတာမြင်ချင်းလို့လားလို့ပြောတော့တွေးဝေသွားပါတယ်ဒီချိန်မှာပဲမာယာကကူးကက်ခံရပြီးနေမလုံနိုင်ပါဘူးဣဒရုအရင်တစ်ခေါက်ကလိုပေါ့လို့ဆိုတော့ဆီယာကဒါနင်လို့ခေါ်လိုက်ပါတယ်ဆီယာကလည်းသူကူညီဖို့ဆုံးဖြတ်လိုက်ပြီးအန်တီကိုကြိုးထုတ်ကမာယာရဲ့ကိုယ်ထဲကနတ်ဆိုးကိုနှင်းထုတ်လိုက်ပါတယ်မာယာရဲ့ကိုယ်ထဲကထွက်သွားတော့အန်တီရဲ့ကိုယ်ထဲကိုရောက်သားပြန်ပါတယ်ဒီချိန်မှာပဲမာယာကဘိုက်နာလာလို့အမားဖြစ်သူကစေးရုံကို ခေါ်သွားတာ ။ဆရာကတော့အန်တီကိုကူးဖို့စပါတယ်။သူရုတ်ဖတ်တာတွေပြုတ်လုံနေတာတော့ပိုကျန်းလာပြီ။အိမ်ထဲကပစ္စည်းတွေကလေးဘောကိုပြန်တက်လာပါတယ်။လီဒရီကလည်းတိုက်လာပါတယ်။အီဒရစ်ကလည်းဆက်ပြီးလုပ်ပါတယ်။မီးတွေတစ်ဖက်ဖက်ဖြစ်လာပြီးပိုကျန်းလာကဆရာလည်းအနောက်ကိုဆုတ်ရပါတယ်။ခဏနေတော့သူသမီးပုံစံနဲ့ဆရာကိုပြောနေပြန်ကပိုဆိုးလာပြီးမှန်တွေကွဲပြီးအပေါ်ကအမိုးလဲပြိုကျလာတာ။ဆရာနဲ့မာယာရဲ့ခဲအိုတို့ပြီးသွားပါတယ်။ဒီချိန်မှာပဲဆန်ကအရွက်သွားခူးတဲ့နတ်ဆရာမကပြန်ရောက်လာပြီးအန်တီတို့ကိုထူလိုက်ပြီးရေမန်းနဲ့လောင်းနေတော့ သူတို့ကိုပြန်တိုက်ခိုက်လို့အိုးထဲကိုထည့်ပြီးစိန်လိုက်ကရုတ်ဖတ်နေချင်းနတ်ဆရာမကစံကအရွက်နဲ့အစိပ်ဖြစ်စီသွားဆက်ပါတယ်။ဆရာကလည်းသူ့ပြန်ပြီးအခန်းနေလို့ရေထဲနှစ်လိုက်ပြန်ပေါ်လိုက်နဲ့လုံနေပါတယ်။မာယာရဲ့ခဲကိုတတိယလာတော့ငါ့ကိုကူပါအောင်ဆရာကငါ့ကိုရေနှစ်တက်ဖို့ကြံနေတာလို့ပြောတော့အတီထင်ပြီးဆရာကိုတားပါတယ်။ဒီချိန်မှာပဲသူတို့ကိုထရံမုံနေတော့နှစ်ယောက်ပေါင်းပြီးရေထဲကိုနှစ်ပါတော့တယ်။ဒီတော့မှအားနဲ့သွားပြီးငြိမ်သက်လာပါတယ်။ခဏနေတော့နတ်ဆရာမကအစိပ်ဖြစ်စီကိုတိုက်လိုက်တော့အစိပ်တွေအန်ထုတ်လိုက်ပါတယ်။ မာယာကလည်းစေးရုံမှာတမီးလေးကိုကျမ်းမာစွာမွေးဖွားနိုင်ခဲ့တယ်။သူတတိယလာတော့သူ့အတိတ်ကနာကျင်ခဲ့တဲ့လူကလှုပ်တယ်ဆိုတာကိုကြားရောင်ပြီးအန်တီကိုဖုံးဆက်ပြီးဤသူကိုဘသူလှုပ်တာလဲလို့မေးခိုင်းကပုံတပုံကိုပို့လိုက်ပြီးသူဟုတ်လားလို့မေးခိုင်းလိုက်ပါတယ်။အန်တီကလည်းဆရာကိုဘသူလှုပ်တာလဲလို့သိရင်ပြောပြဖို့မေးတော့ဆရာကတိတော့တိတယ်နမီတော့မတိဘူးလို့ဆိုတော့မာယာပို့ပေးတဲ့ပုံကိုထုတ်ပြလိုက်တဲ့အခါမှာသူဟုတ်တယ်လို့ဆိုပါတယ်။အဲ့ဒါကမာယာထားခဲ့တဲ့အတွန်းပါ။ တရားကအမုံတရားတွေမထားဖို့ဖြောင်းပြပြီးထွက်သွားပါတယ်။တကယ်တော့မာယာကသူ့လက်ထက်တော့မှာကိုဒွန်ကိုပြောတဲ့အချိန်တုန်းကဒွန်က sorry ပါမာယာ။ငါလက်ခံမှာမဟုတ်ဘူး။ငါဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့ပြောခဲ့တာပါ။ဒါကိုမာယာတယောက်ပြန်အမှတ်ရရင်နောင်တနဲ့အတူစိတ်မကောင်းဖြစ်သွားရပါတယ်။ဒွန်ကဘယ်ကိုရောက်နေလဲဆိုတာကိုလည်းမသိကြပါဘူး။ဒီအောင်လိုင်းရဲ့အကျိုးဆက်ကတခါတလေပြန်ပြန်ပေါ်လာတယ်။တကယ်မင်းဆိုရင် တောင်းပန်ပါတယ်။ဒီအောင်လိုင်းကိုပြန်ဖယ်ပေးပါ။ပြီးတော့ကြည်နေတဲ့လူတွေလည်း သူဘယ်သူလဲဆိုတာသိရင်ဒါမှမဟုတ်တယောက်လန်းကိုအပြည့်အဝဘယ်လိုဖယ်ရှားရမယ်ဆိုတာသိရင်ကျွန်တော်တို့ကိုကူညီပါလို့ဇလန်းကနေအမပါထားပါသေးတယ်။နောက်ဆုံးမှာတော့ကလေးကလည်းတော်တော်အရွယ်ရောက်လာခဲ့ပြီးမာယာနဲ့အန်ဒီလည်းတီကွဲမကွဲကျင်တာကြောင့်ကွာရှင်းလိုက်ကြကဇလန်းလည်းပြီးဆုံးသွားပါတယ်။အစိုးတိလိုက်ပါကြည့်ရှုပြီးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးသိဤချမ်းသာခြင်းကိုဤချမ်းမာခြင်းများနဲ့အတူကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချောက်လိုက်ရပါတယ်ခင်ဗျာ။